မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ထုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ယာယီသမရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းကာဇက်စတန်နိုင်ငံအစ်တာနာမြို့သို့ရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။ကာဇက်စတန်နိုင်ငံသမရ His Excellency မစ္စတာခါစင်ချူမတ်ဒူကာရက်စ်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံမော်စကိုမြို့မှာတဆင့်ခီးဆက်ခဲ့သောပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌပူချုပ်မှုကြီးမေအောင်လိုင်းသည်စက်တင်ဘာ29ရက်ဒေသစံတော်ချိန်နေ့လယ်ပိုင်းတွင်ကာဇက်စတန်နိုင်ငံမြို့တော်အစတာနာမြို့သို့ရောက်ရှိကြောင်းသိရပါသည်အဲ့ဒီလိုရောက်ရှိလာသောယာယီသမ္မတပူချုပ်မှုကြီးမေအောင်လိုင်းဦးဆောင်နေမြန်မာအစ်မြင့်ကိုယ်စားလှယ်ဖွဲ့ကို ကာဇက်စတန်သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ်တမစ္စတာရိုမန်ဆခရိုင်ယာမြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံတမ်မကြီးမစ္စတာမာဂူလာပရိုင်မူခန်နဲ့တာဝန်ရှိသူများကအစ်တာနာလီစိတ်တွင်ဂုံပြူတပ်ဖွဲ့ဖြင့်ကျူးစွနှုတ်ဆက်ကြပါသည်ရှားဤသမရနိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းသားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်တွေ့ရမှုတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကော်မရှင်ဖွဲ့ဝင်နိုင်ငံသားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးတန်းဆွေပြည်ထောင်စုဝင်ကြီးတွေဖြစ်ကြတဲ့ဦးညံထွန်းဦးကုကူလွင်ဒေါက်တာမျိုးသိန်းကျော်ဒေါက်တာသက်ခိုင်ဝင်မန္တလေးတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးမျိုးအောင်ဒုတိယဝင်ကြီးများတက်မတော်အရာရှိကြီးများနဲ့တာဝန်ရှိသူများလည်းတပါးရဲလိုက်ပါသွားခဲ့ကြပါတယ်။ အဆိုပါခီးစဉ်တွင်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့်ကာဇက်စတန်နိုင်ငံသမရအပါအဝင်တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းဆက်ယုံအလုပ်ယုံများနှင့်အထင်ကရနေရာများသို့တွားရောက်လည်လာခြင်းများဆောင်ရွက်သွားမှာဖြစ်ပြီးတနိုင်ငံချစ်ချည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့မြင့်ရေးဆိုင်ရာများကိုဆွေးနွေးသွားမှာဖြစ်ကြောင်းသိရှိရပါသည်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့မြန်မာနှင့်စီးပွားရေးဆိုင်ရာပူးပေါင်းရန်အဆင်သင့်ရှိရလို့ကန်စစ်တန်သမရပြောကြားတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းမှုတွေကိုဆောင်ရွက်သွားဖို့အသင့်ရှိတယ်လို့ကာဇက်စတန်နိုင်ငံသမ္မတမစ္စတာကတ်စတန်ဂျိုမက်စတူကာရော့ကမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာအေကော်မရှင်ဥက္ကဋ္ဌဦးချုပ်မှုကြီးမြင့်အောင်လိုင်းနဲ့စက်တင်ဘာ28ရက်ဒေတာစံတော်ချိန်မွန်လွဲပိုင်းကကာဇက်စတန်နိုင်ငံသမ္မတနိုင်ငံတော်မှာတွေ့ဆုံဆွေးနွေးစဉ်ပြောကြားကြောင်းသိရှိရပါတယ်။ တွေ့ဆုံပွဲကိုနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယီကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွေ့ရမှုဝေချုပ်ကြီးရဲဝင်ဦးကော်မရှင်အဖွဲ့ဝင်နိုင်ငံသားယာယီဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းဆွေပြည်တော်စုဝင်ကြီးတွေဖြစ်တဲ့ဦးညံထွန်းဥက္ကူလွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတမ်မက်ကြီးဦးတစ်လေးအောင်နဲ့တာဝန်ရှိသူတွေတက်ရောက်ကြပြီးကာဇက်စတန်နိုင်ငံသမ္မတနဲ့အတူကာဇက်စတန်နိုင်ငံနိုင်ငံသားဝင်ကြီးနဲ့အစိုးရအဖွဲ့အကြီးအကဲတွေတက်ရောက်ကြပါတယ်။ တွေ့ဆုံရမှာတော့ကာဇက်စတန်နိုင်ငံသမ္မတကမြန်မာနိုင်ငံဟာအရှေ့တောင်အာရှရဲ့တောင်ဘက်မှာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးမိမိတို့ကာဇက်စတန်နိုင်ငံအနေဖြင့်လည်းရုရှားနိုင်ငံဘက်ကနေကြည့်မယ်ဆိုရင် logistic ပိုင်းဆိုင်ရာလုပ်ငန်းတွေကိုအကောင်းဆုံးဖြတ်သန်းဆောင်ရွက်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်ကြောင်းမိမိတို့နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင်ရုရှားနိုင်ငံသားမကအရှေ့တောင်အာရှနိုင်ငံတွေနဲ့လည်းပူးပေါင်းဆောင်ရွက်သွားနိုင်မယ်လို့ယုံကြည်ပါကြောင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မြန်မာနိုင်ငံတော်ယာယီသမရကမိမိအနေနဲ့လည်းနိုင်ငံအကြားဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဖို့နဲ့အခုလိုတွေ့ဆုံဆွေးနွေးမှုတွေကတစဉ်နိုင်ငံဆက်ဆံရေးကိုတိုးမြင့်ပြီးပူးပေါင်းဆောင်ရွက်မှုတွေလက်တွေ့အကောင်အထည်ပေါ်ဆောင်ရွက်နိုင်ဖို့တောင်းအားတစ်ခုဖြစ်စေလိမ့်မယ်လို့ယုံကြည်မိပါကြောင်း မိမိတို့နှစ်နိုင်ငံဟာပထဝီအနေအထားအရအလံဝေးกว่าပြီမဲ့ချစ်ချည်ရင်းနှီးတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်နှစ်နိုင်ငံအကြားအကျိုးဖြစ်တွန်းစေမဲ့ကဏ္ဍပေါင်းစုံမှာနှီးကက်စွာပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြင့်ဆောင်ရွက်သွားလို့ကြောင်းဖြင့်ပြောကြားခဲ့ပါတယ်။တွေ့ဆုံွေးပြီးမှာတော့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ကာဇက်စတန်နိုင်ငံသမ္မတတို့ဟာအမတ်တရလက်ဆောင်ပစ္စည်းတွေအပြန်အလှန်ပေးအပ်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။